ဲ့ဟိုမန်ယူပရိသတ်ဆိုပေမဲ့ကိုကိုမြန်မာနိုင်ငံကဒီကစားသမားတဦးကနေပြီးတော့ဒီလိုမန်ယူလိုမျိုးအတင်းမျိုးကိုဂိုးသွင်းနိုင်တယ်ဆိုတာကျွန်တော်အယံကုန်ယူပါတယ်။ဟောအဲ့အတွက်လည်းကျွန်တော်ကိုတက်နိုင်သလောက်နီးနဲ့ကျွန်တော်တို့ဂုဏ်ပြုပေးတာဖြစ်ပါတယ်။လိုက်မမှာကလည်းခြေတော်မှာထိုးလို့ဟိုနှိမ့်နာလားတို့ နောက်တော့သူများပုံကြီးကိုသူများမျက်နှာကြီးကိုခြေထောက်မှာထိုးတာမကောင်းဘူးလို့ပါလို့အဲလိုဝေဖန်တယ်တော့ကြည်ရတယ်မြန်မာတယောက်အနေနဲ့ဒီဒီအင်္ဂလာမှာအကောင်းဆုံးဆိုတဲ့အသင်းကိုဗျာသိလားမအခုမောင်မောင်လင်းသားအချေချော်ပြီးတော့မှမသွင်းနိုင်ရင်သိကြတယ်ဝေဖန်မဲ့သူပါတယ်သူ့စီမှာရောက်လာမှာဆိုတာသိကြပဲအဲအဲ့တော့ကျွန်တော်တို့ကခုနပြောလို့လေဒီလိုဂိုးသွင်းနိုင်ဖို့ဆိုတာလေဒါကြည့်လို့လားလွယ်ကောင်းလွယ်နေလိမ့်မယ်တကယ်တော့ခက်တယ်ဗျဒါကျွန်တော်အနေနဲ့ပြောပြတာလေအဲ့ဒါကြောင့်ကျွန်တော်သူ့ကိုအများကြီးကျွန်တော်အဲ ဒီပုံလေးကိုလည်းတက်နိုင်ဆုံးကြောစ조사ပြီးရေးဆွဲပေးထားတယ်။အော်ကျွန်တော်အနေနဲ့ဒီပုံတော့ဟိုခြေထောက်မှာထိုးတယ်ဆိုတာကလည်းကျွန်တော်ဟိုဒီကစားသမားတယောက်အနေနဲ့ football player တယောက်အနေနဲ့ကျွန်တော်ကဂုံပြူတဲ့အနေနဲ့ခြေထောက်မှာထိုးတာပါ။အခြား international attitude ဆိုလို့ရှိရင်လည်းကျွန်တော် Messi တို့ Ronaldo တို့ပုံနေဆိုလို့ရှိရင်လည်းကျွန်တော်ခြေထောက်မှာထိုးပါလေ။ဒါခြေထောက်မှာထိုးတယ်ဆိုတာဒါဟိုဘာတိပဲနဲ့ထိုးလဲဆိုတော့သူတို့ ီဘောလုံးသမားတယောက်ဖြစ်တဲ့အတွင်းနဲ့သူတို့အတွက်က6ရောက်ကအရေးကြီးဆုံးပဲဒီ6ရောက်နဲ့ပဲကစားရတာဖြစ်တဲ့တော့ကစားနည်းတစ်မျိုးကိုကျွန်တော်တို့ဒီမှာဂုံပြူတာပါကိုဂုံပြူတယ်ကိုကြိုက်တယ်နောက်ဆုံးကိုဂုံပြူတာလည်းအသားနာခံပတ်စံအကုန်ခံအချိန်ကုန်ခံပြီးတော့ဂုံပြူရတာဖြစ်တဲ့အတွက်ပြီးတော့နောက်တစ်ခုကကိုမဝန်လင်ကိုတိုင်းကြိုက်တဲ့အတွက်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ အခုလိုမျိုးကိုမမောင်လည်းအနေနဲ့ကျွန်တော်ဟိုအဲကျွန်တော်ထိုးထားတဲ့တက်တူးလေးပုံမှာသူသဘောကျတယ်အဲသူကျေးဇူးတင်တဲ့အနေနဲ့ my day တင်ပေးတဲ့အတွက်ကိုလည်းကိုမမောင်လည်းကျွန်တော်ထပ်ပြီးတော့ကျေးဇူးတင်ပါတယ်အာတကယ်တော့ကျွန်တော်ကဒီပုံလေးကိုထိုးခဲ့တဲ့အကြောင်းကြီးကတော့ကျွန်တော်ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီ Manchester United လို့အသင်းမျိုးကိုကိုမမောင်လည်းတယောက်ကကိုသိင်ခဲ့တာပေါ့နော်အဲဒီအတွက်ကြောင့်မလို့ဒါသမိုင်းလို့ပြောလို့ရပါတယ်ဗျအဲဒီအတွက်ကြောင့်မလို့ကျွန်တော်ဂုံပြူတဲ့အနေနဲ့ကိုမမောင်လေးကို ျွန်တော်ရည်ထုတ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ဒီဒဘဲတယောက်ကသူကမော်လင်းပုံထိုးကျင်တယ်ပေါ့လေနော်အဲ့တော့ကျွန်တော်နေရာလည်းအရန်ထိုးကျင်တယ်ပြောမစင်ဂုံပြုတ်ပေးကျင်တာပေါ့လေနော်အဲ့ခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒါသူပရမောက်ဆုံးဒီမန်ချက်တာယူနိုက်တက်အတင်းကိုသူအရင်ဆုံးတွင်းတယ်ဆိုတော့အတိမတ်လေးတစ်ခုအနေနဲ့ကျွန်တော်တို့ကအဲချစ်ချင်းမုန်းခြင်းမရှိဘူးကျွန်တော်အနေနဲ့ကကျွန်တော်ကရှင်းလို့မြောက်ကျွန်တော်အမှုပညာတမားဖြစ်တဲ့ခါကျတော့ဒီပုံပေါ်မှာပဲကျွန်တော်ဘာအကောင်းဆုံးလုပ်ရမလဲ တူအောင်ပဲပေါ့လေနော်အဲ့လိုမျိုးအကောင်းဆုံးကျွန်တော်ရေးဆွဲရတယ်ဖန်တီးထားရတယ်ပေါ့အဲ့ဒါလေးတစ်ချက်ပါပဲဗျာဟုတ်ကဲ့ကျွန်တော်ဒီဇိုင်းလုပ်တာဗျာကျွန်တော်ကျွန်တော်ပဲဒီဇိုင်းလုပ်တာပေါ့ပရမဒီခုနပြောလို့ပေါ့ဒီဝမ်းစီမထဲတော့ဘဲနဲ့ဒီဇိုင်းလေးလုပ်ကြည့်သေးတယ်ဒါပေမဲ့ဘာဖြစ်ဖြစ်ခုနပြောလေဒါကဒီကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီအမတ်တရအနေနဲ့ကြီးလိုက်တာနဲ့ဒါလူတိုင်းကသိနေပြီကွာအဲ့လိုပုံစံမျိုးလေးကြောက်ကျွန်တော်ဖန်တီးဖြစ်ပေးတယ်ပေါ့အဲ့ဒါကြောင့်ဟုတ်ကဲ့ပါဗျာဒါပေမဲ့ဟိုမန်ယူပရိသတ်ဆိုပေမဲ့ဟိုကိုမြန်မာနိုင်ငံကဒီကစားသမားတအူးကနေပြီးတော့ဒီလိုမန်ယူလိုမျိုး အတင်းမျိုးကိုကိုသွင်းနိုင်တယ်ဆိုတာကျွန်တော်အရင်ကုံယူပါတယ်။ဟောအဲ့အတွက်လည်းကျွန်တော်ကိုတက်နိုင်သလောက်နီးနဲ့ကျွန်တော်တို့ဂုံပြုတ်ပေးတာဖြစ်ပါတယ်။ဟောကျွန်တော်အနေနဲ့ဒီပေါ့နော်ဟိုခြေထောက်မှာထိုးတယ်ဆိုတာကလည်းကျွန်တော်ဟိုဒီကစားသမားတယောက်အနေနဲ့ football player တယောက်အနေနဲ့ကျွန်တော်ကဂုံပြုတ်တဲ့အနေနဲ့ခြေထောက်မှာထိုးတာပါ။အခြား international attitude ဆိုလို့ရှိရင်လည်းကျွန်တော် Messi တို့ Ronaldo တို့ပုံနေဆိုလို့ရှိရင်လည်းကျွန်တော်ခြေထောက်မှာထိုးပါတယ်။ဒါခြေထောက်မှာထိုးတယ်ဆိုတာဒါဟိုဘာဒိဗ္ဗေနဲ့ထိုးလဲဆိုတော့သူတို့ဒီဘောလုံးသမားတယောက်ဖြစ်တဲ့အတွင်းနဲ့သူတို့အတွက်က6ရောက်ကအရေးကြီးဆုံးပဲ ီ6နောက်နဲ့ပဲကစားရတာဖြစ်တဲ့တော့ကစားနည်းတစ်မျိုးကိုကျွန်တော်ကဒီမှာဂုံပြူတာပါပြီးတော့ကျွန်တော်အနေနဲ့ဟိုလက်မောင်းတွေလက်တွေမှာလည်းထိုးစရာနေရာမရှိဘူးပြီးတော့ခါကြတော့ဒီအဓိကတော့ဒီကျွန်တော်က6နောက်မှာထိုးခြင်းတာနောက်မှာထိုးခြင်းလဲဆိုတာဒီသူ့ရဲ့ဂိုးသွင်းတဲ့ညာချီမှာပဲကျွန်တော်ဂုံပြူပြီးတာဖြစ်ပါတယ်ခင်ဗျာဟုတ်တခြားတော့ဘာမှမရှိပါဘူးကျွန်တော်ကိုမောင်လေးကိုဂုံပြူခြင်းတယ်အဲဒါပါပဲလိုင်းမောင်မှာလည်း6နောက်မှာထိုးလို့ဟိုနှိမ်နာလားတို့ ။နောက်တော့သူများပုံကြီးကိုသူများမျက်နှာကြီးကိုခြေထောက်မှာထိုးတာမကောင်းဘူးလို့ပါလို့အဲလိုဝေဖန်တယ်တော့ကြရတယ်။အဓိကကျွန်တော်တို့အချစ်ချင်းပုံချင်းမရှိဘူးမြန်မာတယောက်အနေနဲ့ဒီဒီအင်္ဂလာမှာအကောင်းဆုံးဆိုတဲ့အသင်းကိုဗျာသိတယ်မလားအခုမောင်မောင်လင်းသားအဲချေချော်ပြီးတော့မှမသွင်းနိုင်ရင်သိကြတယ်ဝေဖန်မဲ့သူပါတယ်သူ့စီမှာရောက်လာမှာဆိုတာသိကြပဲအဲအဲ့တော့ကျွန်တော်တို့ကခုနပြောလို့ဒီလိုဂိုးသွင်းနိုင်ဖို့ဆိုတာလေဒါကြည့်တော့လွယ်ကောင်းလွယ်နေလိမ့်မယ်တကယ်တော့ခတ်တယ်ဗျဒါကျွန်တော်အနေနဲ့ပြောပြတာလေ အဲ့ဒါကြောင့်ကျွန်တော်တို့အများကြီးကျွန်တော်အဲဒီပုံလေးကိုလည်းတက်နိုင်တော့ကျွန်တော်စူးစမ်းပြီးရေးဆွဲပေးထားတယ်။သူကမိုင်းလေးလေးတင်ထားတဲ့အခါကျတော့ကျွန်တော်အနေနဲ့ PD ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကိုကိုတိုင်သူကိုတိုင်ကြိုက်ဖို့ပဲလိုတယ်ကွာ။ကျွန်တော်တို့ကဘယ်သူအကြိုက်မှရေးဆွဲနေတာမျိုးမဟုတ်ဘူး။အဓိကသူ့ကိုကျွန်တော်တို့ကအဲဂုံပြူပေးတယ်ဆိုတာအထက်ခုနပြောလို့လေ။ အဲကျွန်တော်လည်းအကောင်းဆုံးဒီညီလေးကိုအကောင်းဆုံးကျွန်တော်တက်နိုင်ဆုံးဖန်တီးပြီးတော့ရေးဆွဲပေးထားတယ်ဒါကျွန်တော်အမှုမြဟိုချပြခြင်းနဲ့တစ်အချက်ပေါ်နေနော်ကိုမောင်လေးနဲ့တော့တွေ့ကြပါတယ်ဒီကတွေ့ကြပါတယ်ကိုမောင်လေးကိုဂုံပြူတာရယ်ပြီးလို့ရှိရင်ကိုမောင်လေးကိုကြိုက်ပါတယ်အားကြပါတယ်အခုလိုမျိုးကြီးဟိုမိုင်ကိုတင်းလို့ ဟွာမျိုးဟိုမှာတချို့ကြလည်းပြောကြတယ်ပေါ့ချစ်ချီပွဲကန်တာဟိုအဲဒီလောက်ကြီးကြီးဟွာပဲဒီလိုချစ်ချီပွဲကန်မှုဆိုတာလည်းသူမှာရေချင်းနေအများကြီးရှိဖို့လိုရတာဟိုဂုံပြူတယ်ကိုကြိုက်တယ်နောက်ဆုံးကိုဂုံပြူတာလည်းအသားနာခံပတ်စံအကုန်ခံအချိန်ကုန်ခံပြီးတော့ဂုံပြူရတာဖြစ်တဲ့အတွက်ပြီးတော့နောက်တစ်ခုကကိုမဝန်လင်ကိုတိုင်းကြိုက်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဒါမဲ့ပါကစ္စတန်ရဲ့ပွဲမှာတော့အားပေးမှာ ဟုတ်ကဲ့ခင်ဗျကျွန်တော်အလုပ်အားရင်တော့အားပေးရမှာပါဟုတ်ကဲ့ပါဗျာဆရာကတော့အနုပညာကိုပဲသူဖန်ပြီးခြင်းလားဖန်ပြီးတော့ဖန်ပေးပါလိမ့်မယ်ဆရာကဘယ်လိုလဲဆိုတော့ဒီအနုပညာကို तू လုပ်နေရရင်ရပြီတခြားဘာမှမလို့ဒါပေမဲ့ဒီလိုမျိုးလုပ်ချင်တယ်ဆိုတာလည်းကျွန်တော်ပူစားရတာပါဆရာ哦အဲဒီကလည်းကျွန်တော်အစိုးရတည်းလုပ်ချင်တာဒါပေမဲ့ဆရာမအားရနဲ့ကျွန်တော်မအားရနဲ့အဲ့လိုမျိုးတွေဖြစ်ပြီးတော့ ိုမလုတ်ဖြစ်တာဗောနော်အခုကျတော့လုတ်ဖြစ်သွားတာအဲဒါတော့မနေ့ကမှထိုးတာဗျာအဲမနေ့ကမှထိုးတာထိုးချိန်ကတော့ဟိုလောက်ကြာတာဗော6နှစ်လောက်ကြာဒါပေမဲ့ဒါတော့ကျွန်တော်အများကြီးအကောင်းဆုံးရေးချင်တာတွေရှိတယ်ဒါပေမဲ့တို့လည်းမခံနိုင်တော့ဘူးဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကိုယ်စိတ်အဲ့ပေါ့ကိုယ်စိတ်ထဲမှာတော့ဒါဩပြိုင်ွဲဝင်နေတာလည်းမဟုတ်ဒီလောက်ဆိုလဲတော်ပြီတော်ပြီွားဆိုပြီးတော့လွတ်ထားပေးတာတကယ်တော့လှုပ်ဆရာတွေကလှုပ်ဆောင်ချက်တွေကကျွန်တော်စိတ်တိုင်းတော့မကြသေးဘူးဟုတ် လုတ်ချင်တာတွေအများကြီးရှိနေတယ်အဲလိုမျိုးပေါ့ဗျာဟုတ်ကဲ့ပါရဲ့ကျေးဇူးပါကျွန်တော်အခုလက်ရှိဖွင့်ထားတာတော့ဆိုင်ကဒီကြောင်မြောင်းပါဗောနော်ကြောင်မြောင်းဒုက္ခလမ်းမှာကျွန်တော်ဖွင့်ထားပါတယ်နောက်ပြီးတော့သင်တန်းလည်းကျွန်တော်ပြထားပြီးတယ်ဗောနော်နောက်ပြီးတော့အဲကျွန်တော်ကကျတော့ AI အကြောင်းဟိုဗောနော်ဒါကြီးပဲထပ်တယ်လဲပြောနေရတာဗောဆိုတော့ကျွန်တော်ကဟိုပကြီလဲဆွဲတယ်ဗျဆိုတော့တက်တူးမထိုးရလဲကျွန်တော်ပကြီရေးတယ်အဲပကြီမှာလည်းကျွန်တော် solo wallet တစ်ဝဲလုတ်ထားပြီးသွားပြီပေါ့နော် second wallet တော့လည်းကျွန်တော်အများကြီးစူးစမ်းနေတယ် နောက်ပြီးတော့ကျွန်တော်အနေနဲ့ဒီတက်တူးကိုလည်းကျွန်တော်အကောင်းဆုံးအူနိုင်ငံတကာဟိုထီအောင်ကျွန်တော်ထိုးဖောက်ဖို့တော့လည်းကျွန်တော်အိမ်မက်ရှိတယ်ဗျအဲလိုမျိုးပေါ့ကျွန်တော်ကတော့ကျွန်တော်ကျွန်တော်အဲပုံမှန်လေးတိုင်းပဲသွားရတယ်ပေါ့လေနော်အဲလိုလူတယောက်ပဲဖြစ်ပါလေဗျကျွန်တော်ကိုတော့ဂျိုးလင်းနဲ့ပဲကိုနေတတ်တာအဲလိုမျိုးပေါ့လေနော်အခုကိုမောင်ဝင်လည်းတိသွားပြီဆိုတော့ကိုမောင်ဝင်လည်းတော့ကျွန်တော်ဟိုလေးစားပါတယ်ဟိုဂုံလဲဂုံယူပါတယ်ပေါ့နော်ဟိုကျွန်ပြောချင်တာကတော့ပြီးတော့ဒီဥစ္စာမှာကျွန်တော်တို့ကဒီအင်တာဗျူးတွေပါလေဆိုတာကျွန်တော်တို့က ိတ်ပြီးတော့မလုပ်ဘူးဒါမျိုးတွေอ่ะအခုမှလုပ်ဘူးတာဖြစ်တဲ့အတွက်ကြောင့်မလို့စကားပြောတာပါညာအမပါဝါရင်လည်းတောင်းပန်ပါတယ်ပြီးတော့နောက်တစ်ခုဟိုကျွန်တော်ဟိုအဲ့လိုမျိုးခြေောက်မှာထိုးလို့ပြောတဲ့ဟိုလူချင်းမင်းတွေကိုလည်းကျွန်တော်ဟိုမကြိုက်တာရှိရင်လည်းတောင်းပန်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာဘာရွေးချက်မှမရှိပါဘူးကိုမောင်လင်းကိုအားကြတယ်ဂုံယူတယ်ဒီအတွက်ကြောင့်ကျွန်တော်လုပ်ဖြစ်သွားတာပါပြီးတော့ဟို international မှာလည်းဒီလိုမျိုးတွေထိုးနေတာဆိုတော့ကျွန်တော်တို့အဲ့အတွက်ကအကုန်လုံးကဒီလိုမျိုးအတိမတ်ပြုမယ်လို့ပဲကျွန်တော်ထင်ခဲ့တာပါအတိမတ်ပြုတဲ့သူတွေများတဲ့အတွက်လည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဟိုအာဒီလိုမျိုးလက်ရ ောင်းကောင်းတွေကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဆရာစီမှာထိုးလို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်လာခဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ